မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sandy Global Channel ကနေအောက်တိုဘာ26ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။သူမယောင်နဲ့ငားရီကွန်ကျော်လူယောင်လို့ပွဲဖြစ်နေတဲ့ဖတ်တီးမနဲ့အောင်ချမ်းရေးသတင်း၊ငငယ်ရွေနဲ့ကဘာပတ်နေတဲ့မြမမင်္ဂလေးသတင်း၊ကျောင်းတော်တွေကရွှေစစ်တီဝကစက်တီရှိရှိလှနေလို့လူပြောများနေတဲ့ငတိုင်းချောင်းအတကကျောင်းကတိန်သတင်း။ဒီအကြောင်းကြောင့်မြမမတွေတရုတ်ပြည်သွားမယ်လို့ထုတ်ပြောလာတဲ့အမျိုးသမီးသတင်း။ အခုလိုကြောင်းရင်းနေကြောင်းလွှမ်းပိုင်ပြင်နောက်ရင်းစားတင်လေးကလမ်းခွဲရာကိုခန့်လိုက်ရပြန်တဲ့ဘော်ဘီဆော့ဆာတတဲမဲဖြစ်ပါရဲ့ရှင်။သူမရောင်းတဲ့ငါးရီကွန်ကျော်လူရောင်းလို့ပွဲဖြစ်နေတဲ့ဖက်တီမနဲ့အောင်ချမ်းအေးငါးရီကွန်ကျော်ကိစ္စကြောင့်တယောက်နဲ့တယောက်ပွဲဖြစ်နေတာကဆယ်လီအောင်ချမ်းအေးနဲ့ဖက်တီမပါ။ဒါကြောင့်လေပြည်သက်တွေကတော့စက်ခွက်လူကြတာလားဆိုပြီးပြောနေကြတာပါ။ တချို့ကလည်းအောင်ချမ်းရေကကိုဘသာငပိမရောက်ပဲဖတိမရဲ့ငားရီကွန်ကျော်ဈေးကွက်ကိုလာလူတွေဆိုပြီးပြောနေတာပါအလုံးတီကြတဲ့အချိန်မှာပဲငားရီကွန်ကျော်ကဖတိမရောင်ရင်နာမည်ကြီးလာတဲ့စားစာတစ်ခုပါဖတိမဟာမိနစ်ကတမယာတီတုံးတဲ့နာမည်ကြီးသွားပြီးတဲ့နောက်ပိုင်းမှာသူမကတီထွင်စမ်းတက်တဲ့အနေနဲ့ငားရီကွန်ကျော်တွေကိုပါရောင်းချတာဖြစ်ပါတယ် ဖတိမရဲ့ငားရီကွန်ကျော်ဟောင်းစားလို့လဲကောင်းပြီးတနိုင်ငံလုံးမှာနာမည်ကြီးသွားခဲ့ရပါ အခုဆိုဖတိမဟောင်းသူမရဲ့ငားရီကွန်ကျော်ကြောင့်ရန်ကုန်မြို့မှာတော့စိုင်းခွဲတွေကိုနာမည်ကြီးနုပညာရှင်တွေနဲ့ဖွင့်ပြီးရောင်းချနေတာဖြစ်ပါတယ် ဒီလိုချိန်မှာဈေးကွက်လာလို့တာကစိတ်လီအောင်ချမ်းရေးပါ အောင်ချမ်းရေးဟာအရှင်တို့ကငစင်ရိုင်းငပိရေရောင်းနေရကနေအခုတော့ဖတ်တီမရဲ့ငားရီကွန်ချော်ရောင်းကောင်းနေရကိုမြင်ပြီးတော့အတင်းဈေးကွက်လာလို့တာပါဒါကြောင့်လေလူတွေကတော့အောင်ချမ်းရေးကိုမရှက်ဘူးလားဆိုပြီးတော့မိကုံးထုတ်လိုက်တာဖြစ်ပါတယ်ဖတ်တီမကလည်းသူ့မဈေးကွက်ကိုလာလို့တဲ့အောင်ချမ်းရေးကိုစောင်းတယ်လို့မြောင်းတယ်လို့ပြောခင်တာပါအောင်ချမ်းရေးကတော့တနိုင်ငံလုံးမှာငားရီကွန်ချော်ရောင်းခွင့်ရှိရာကဖတ်တီမတယောက်တည်းလိုင်စင်ရထားလာလို့ဆိုပြီးမိကုံးထုတ်လိုက်ပါတယ်အောင်ချမ်းရေးကသူ့အနေနဲ့ ငါးရီကွန်ကျော်ကပတ်တိမလိုတနိုင်ငံလုံးပုံမှာမဟုတ်ပေ။ခြိုက်တို့မျိုးအနည်းဝင်းကျက်မှသာရောင်းချမှာပါလို့လည်းပြောထားတာဖြစ်ပါတယ်။ငငယ်ရွရွနဲ့ကဘာပတ်နေတဲ့မြမမင်္ဂလိဒီမြမမင်္ဂလိကငငယ်ရွရွနဲ့ကဘာပတ်နေပါတယ်။အောင်မြင်လို့တနေ့ကဒေါ်လာတောင်းတဲ့ချီဝင်ငွေရှိနေပြီးသူမမလျှို့ဝှက်ချက်တခုရှိနေတယ်။အဲ့ဒီလျှို့ဝှက်ချက်တိုင်းအလုံးကိုလိုက်လုကြပါလို့လေသူမကအကြံပေးသွားတယ်။ ဒီတော့ဒီမင်းကလေးကဘာတူလဲ။သူမဘာတွေလုပ်နေသလဲဆိုတာကိုကြည့်လိုက်ရအောင်။တကယ်တော့ဒီမင်းကလေးကမြန်မာနိုင်ငံမှာမသိသူမရှိတဲ့ blogger channel ဖြစ်ပါတယ်။ content creator တူလို့လည်းပြောလို့ရပြီ။အသက်ငယ်ဆုံးနဲ့ဝင်ငွေကောင်းဆုံးလူငယ်မျိုးသမီးတူလည်းဖြစ်ပါတယ်။ social media ပေါ်မှာသူမရဲ့နေ့စဉ်ဘဝနဲ့အင်္ဂလိပ်စာလေ့ကျင့်ပုံတွေကိုမျှဝေရကနေတဆင့်လူသိများလာတာဖြစ်ပြီး ဲ့ဒီနောက်ပိုင်းမှာတော့ကြော်ညာတွေလက်ခံရှိုက်ခုပြီးနိုင်ငံတကာကိုတွားရောက်နိုင်တဲ့အထိအောင်မြင်မှုတွေရရှိခင်ရပါဒါကြောင့်အတန်းငယ်ငယ်လေးနဲ့ဒီလိုလုံနိုင်စွမ်းရှိတဲ့သူမကို လူတိုင်းချစ်ခင်အားပေးခဲ့ကြပြီးသူမရဲ့ဘဝနေထိုင်နည်းကိုလည်းသိကျင်ခဲ့ကြပါတယ်ဒီလိုနဲ့တနေ့မှာတော့ကောမန်တွေကလူတူကသူမကိုအခန်းနဲ့ရဲ့ပေါ်မှာကတ်ထားတဲ့စာရိတ်ကဘာတိတ်ပဲလဲလို့မေးမြန်းခဲ့ပါတယ်အဲ့ဒီအခါမှာတော့သူမကဒါသူမရဲ့အောင်မြင်မှုတွေကလျော့ဝှက်နီလန်းတစ်ခုဖြစ်ကြောင်း အခုမေးမြန်းသူရှိလာပြီဖြစ်တဲ့အတွက်အောင်းလုံးကိုဝေးမြပေးတော့မှာဖြစ်ကြောင်းအစချီပြောဆိုခဲ့ပါတယ်။ဒီအကြောင်းကိုသူမက အခုကစားပြီးတော့ TikTok မှာလာမိတဲ့အကျိုးရှိတဲ့မိကုန်တွေကို reply ပြန်မယ်လို့ဆုံးဖြတ်ထားပါတယ်။တည်ချနာရှင်လည်းမေးတော့လို့ရပါတယ်။ဒါကအသွားချက်ဆုံးနိုင်ငံတွေကိုချရေးထားတာပါ။ Content Creator ဘွားကနေပဲပတ်စံရကြမှာလေးဆိုရာလေးလေးရှင်းထားတယ်။ကိုနေချင်တဲ့ lifestyle ကိုလည်းရှင်းထားတယ်။ ြောင်းရချင်းဘဝရဲ့ရည်ရွယ်ချက်တွေကိုချရေးပြီးကတ်ထားတာပါ မနှံ့နိုးလာတာနဲ့ဒါလေးကိုကြည့်ပြီးအားရင်ယူပါတယ်မိသားစုဓာတ်ပုံတွေကတ်ထားပါတယ်နေ့စဉ်လုံးရမယ့်အလုပ်တွေကိုလည်းရှင်းထားပါတယ်နိုးနိုးချင်းတီစာလေးတွေဖတ်မိလိုက်တာနဲ့အကောင်းဘက်ကနေစိတ်ခွန်အားတွေရဖို့အတွက်စိတ်ထဲရှိတဲ့ပျော်စရာလေးတွေကိုလည်းချရေးထားပါတယ်ဒီလိုရှင်းတာကကောင်းမွန်တဲ့အကျင့်တစ်ခုပါပဲကိုယ့်ရဲ့နေ့စဉ်ဘဝပျော်ရွှင်ပြီးတိုးတက်ဖို့အတွက်ကိုယ့်ရဲ့အိမ်မက်တွေအတွက် ဒါမျိုးလေးနဲ့ပြန်တတိကတ်တယ်မာတယ်။တခါတလေမှာဆိုရှယ်မီဒီယာသုံးရင်ကိုကုတ်ကိုဘာလို့နေမိမှမသိတာရယ်။အချိန်ဖြုံးမိသွားတာတွေအတွက်ဒါလေးတွေကိုဖတ်မိရင်ချက်ချင်းတတိဝင်လာတာမျိုးဖြစ်တယ်ပေါ့နော်။ချမ်းကအလုံးစပွဲနဲ့အနည်းဆုံးနိုင်ရမှရေးထားတာပါ။ကိုယ့်ရဲ့ဖုန်းမှာဆိုရင် wallpaper မှာထားထားတာမျိုး ဆိုရှယ်မီဒီယာမှာဆိုရင်လည်းကို့အတွက်အကျိုးရှိတာတွေကို follow ထားတာမျိုးလုပ်တင်ပါတယ်။ချမ်းမြမပြီမှာနေတော့ကကတ်ထားတဲ့ရည်ရွယ်ချက်တော်တော်များများ အခုဖြစ်လာနေပါပြီ။အားလုံးလည်းကိုကိုကိုတတိလွတ်မသွားအောင် အောင်မြင်မှုတွေအပေါ်မှာပဲအာယုံစိုက်ထားစီခြင်းနဲ့ဆိုရင်ဒါမျိုးလေး try ကြည့်ပါလို့အကြံပေးလိုက်ရပါတယ်လို့ထုတ်ပြောခဲ့ပါတယ်။ဂိမ်းပရိသတ်ကြီးတို့ရောအတတ်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ဒီမင်းကလေးရဲ့အခုလိုအကြံပေးချက်တွေပေါ်ဘယ်လိုများမြင်ကြသလဲဆိုတော့ comment မှာရေးသားပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ွေကရွှေစစ်တီဝေကကြက်တီရှိရှိလာနေလို့လူပြောများနေတဲ့ငတိုင်းချောင်းအထက်ကချောင်းကတိန်တစ်တော့မှနာမည်ကြီးနေတာကတော့အေယံဝရီတိုင်းငတိုင်းချောင်းမြို့ကခြေခံပညာထက်ထန်းချောင်းတစ်ချောင်းရင်ချောင်းကတိန်ပွဲတော်မြင်ကွင်းတွေပါပဲ။ဘာဖြစ်လို့ချောင်းကတိန်ကဒီလောက်တောင်ဟိုးလေးတကျော်ဖြစ်သွားရတာလဲဆိုတော့ဒီကတိန်ပွဲမှာလှည့်လေကြတဲ့ချောင်းသူလေးတွေဟာတာမန်ချောင်းစိန်ဝတ်စုံနေတဲ့နေမှာပဲရွှေတောင်းစစ်စစ်တီစင်မြန်းကကတိန်လဲကြတာမို့ပါ။ မြင်ရတဲ့ဗီဒီယိုဖိုင်တွေထဲမှာဆိုရင်ကျောင်းသူလေးတွေဟာတိမ်မောင်းများစွာတန်မှုရှိတဲ့လေးငါချက်သားတဲ့ဘရက်ကြီးတွေ အထက်ထက်ဆွဲကြိုးကြီးတွေရွှေလက်ကောက်တွေနက်ကတ်တွေနဲ့တကယ်ကိုဝင်းဝါးကချက်တည်ရရှိရှိလာနေတာပါပဲတချို့ဆိုရွှေသားစစ်စစ်နဲ့လှုပ်ထားနေဆိုတဲ့ရွှေပဝါတွေကိုတော့ခြုံထားကြပါသေးတယ်ဒီမြင်ကွင်းကိုထွေးလာရတဲ့လူများစုကတော့အံဩထကြီးနဲ့ချီကျူးခဲ့ကြပါတယ် အော်ကျောင်းသူလေးတွေကရွှေသားစစ်တွေနဲ့ဆိုတော့အရန်ကိုကြက်တိရှိလိုက်တာကြည်ရတာတကယ်ကိုဝင်းဝါပြီးလှပနေရောပဲမိဘတွေကတတတရားနဲ့ထက်ထန်နေချမ်းသာကြွားဝမှုကိုလည်းကုသိုလ်နဲ့တွဲပြီးပြတ်တန်နိုင်နေဆိုပြီးချီချူးတန်နေအများကြီးထွက်ပေါ်ခဲ့ပါတယ် တကယ်တော့ကျောင်းသူလေးတွေရဲ့နုနယ်ပြုံးမြင့်တဲ့အလားတရားနဲ့တံမိုးကြီးရွှေတဲ့ရတနာရီရဲ့တလက်လက်တောက်ပနေမှုကတကယ်ကိုလိုက်ဖက်ညီနေကြတာပါကလေးတွေရဲ့ပြစ်ကင်းစင်တဲ့မျက်နှာလေးတွေပေါ်မှာရွှေရဝင်းဝမှုကထက်ဆက်ပေါင်းလိုက်တော့တကယ်ကိုမြမယူရတဲ့ကအလူလဲ့လာတဲ့ကုန်းနောက်ကိုင်းပန်းနောက်ကိုင်းတွေလိုချက်တင်ရှိရှိနဲ့ခံညာလာပနေကြတာပါ ဒါဟာရွှေကိုပဲကြည့်ရတာမဟုတ်ပဲရွှေနဲ့တူလိုက်ဖန်ကြီးစွာဝတ်ဆင်ထားတဲ့ကလေးတွေရဲ့ချစ်စရာကောင်းတဲ့အလှတွေကိုပါတပြိုင်တည်းမြင်တွေ့ရလို့ပိုပြီးကြည်နူးစရာဖြစ်ခင်ရတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားချီးမွမ်းသူတွေလည်းအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ဒီလိုချီချူးတန်တွေအပြင်ဝေဖန်မှုတွေအမလို့အမရဖြစ်မှုတွေလည်းထွက်ပေါ်လာပါတယ်။အထူးကဝေဖန်ကြတဲ့အချက်ကတော့ကျောင်းဆိုတာပညာသင်ကြားရနေရ၊ကလေးတွေအားလုံးကိုစင်ရဲချမ်းသာအစင်တမ်းမခွဲကြပဲတန်းတူညီတူဆက်ဆံရမယ့်နေရာပါ ဟိုရင်ကကြောင်းကထိန်ဆိုတော့ကလေးတွေကသူတို့မုံဘိုးလေးတွေဆိုရလာတဲ့ပတ်စံလေးတွေနဲ့ပတိတပင်းလုပ်ပြီးဘသူချမ်းသာတယ်ဘသူစင်းရဲတယ်မခွဲကြပဲအတူတူပျော်ရွှင်ကြတဲ့စီလုံးညီညွတ်မှုကိုပြတာတဲ့ပွဲလေးပါအခုတော့ဒီကန်တိုင်းချောင်းကကတိန်ပွဲဟာကလေးတွေရဲ့ရိုးသားတဲ့ကုသိုလ်ပွဲတော်တစ်ခုမဟုတ်တော့ဘဲမိဘတွေရဲ့ချမ်းသာကြုံရမှုကိုခြားပြတဲ့ပြိုင်ပွဲကြီးတစ်ခုလို့ဖြစ်သွားပြီလို့သုံးသပ်ကြပါဗျ။ အဆုံးဆုံးချက်ကိုထောက်ပြရရင်ဒီလိုသိမ်းပေါင်းများစွာဒဏ်နဲ့ရွှေရင်ရတနာကြီးတွေကိုဝစ်ဆင်ပြီးအပြိုင်ဆိုင်လှည့်လည်နေကြတဲ့ကျောင်းသူတွေကြားထဲမှာအထူးထူးပညာသင်နေပေမယ့်မိဘကမထက်နိုင်လို့ရွှေမဝင်နိုင်တဲ့နွမ်းပါးတဲ့တခြားကျောင်းသူလေးတွေရဲ့ခံစားချက်ပါပဲ။ တို့လေးတွေဟာဒီပွဲတော့မှမျက်နှာငယ်စရာဖြစ်သွားမလားတို့စိတ်ထဲမှာငါတို့ကမချမ်းသာပါလားတို့လိုမိုးနိုင်ပါလားဆိုရင်အငငယ်မှုတွေနဲ့မညီမျှမှုတွေလူဒန်းစာကွာဟမှုရဲ့အရှိန်မဲကြီးကိုကလေးဘဝကျောင်းပဝင်ခြင်းမှာခလေးကခံစားသွားစီရမလားဆိုတော့ကိုလူတွေကအထက်ကမိကုန်းထုတ်စီအောင်စိုးရိမ်စရာဖြစ်ခဲ့တာပါ တစ်ဖက်မှာတော့ရွှေတွေနဲ့ကြက်တွေရှိရှိလှပနေတဲ့ကျောင်းသူတွေပုံရိပ်ကိုချီကျူးကြတယ်လို့တစ်ဖက်မှာတော့တခြားမတက်နိုင်တဲ့နွမ်းပါတဲ့ကလေးတွေခန်းစားမဲ့အခြေအနေကိုစိတ်ပူကြပါတယ်။ဒါပေမဲ့ငတိုင်းချောင်းမြို့မှာတော့ဒါကနှစ်စင်နှစ်တိုင်းဆင်လာလို့သိရတာပါ။အခုကြည့်ရှုနေကြတဲ့လူတွေကရောဒီကျောင်းကထင်ကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါဦးရှင်။ဒီចောင်းចောင်းမြမမတွေတရုတ်ပြည်သွားမယ်လို့ထုတ်ပြောလာတဲ့အမျိုးသမီး ဒီမျိုးသမီးကမြမမတွေတရုတ်ပြည်ကိုမဖြစ်မနေသွားတဲ့နယ်လို့ပြောနေတယ်။တရုတ်ပြည်ကိုရောက်တာနဲ့မြမမလေးတွေတပွားတာလုံးဘာမှပူပန်စရာမလိုအောင်အလုံးစုံချမ်းသာသွားမယ်။တရုတ်စကားသင်ပြီးတရုတ်ပြည်သွားလာရုံနဲ့မိဘအတွက်လည်းသုံးမကွန်အောင်ပတ်စံနေရမယ်။တပွားလုံးချမ်းချမ်းသာသာနေရမယ်လို့ဒီမျိုးသမီးကပြောပြနေတယ်။ဒါဆိုဒီမိမကဘာတူလဲ။မြမပြည်ကမိန်းကလေးတွေကိုတရုတ်ပြည်ဘာကြောင့်ခေါ်တာလဲ။တရုတ်မှာရောသူတို့ကိုဘာလုပ်ပြီးမှလဲ။ တရုတ်သွားလိုက်တာနဲ့တပေါ်အောင်ချမ်းတောင်းဒီမိမကဘယ်လိုတာဝန်ရှိမှလဲဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့မြမမင်းကလေးတွေကိုတရုတ်ပြည်ကိုအပါတရခေါ်ယူနေတဲ့ဒီမျိုးသမီးနဲ့သူရဲ့နောက်ွယ်ကချမ်းသာနေလက်မဲကြီးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမျိုးသမီးရဲ့နာမည်ကတော့ရှင်ရွေးလို့သိရပါတယ်နာမည်မှဟုတ်မဟုတ်မပြောတတ်ပေမဲ့ TikTok စနေတူဖြစ်ပြီးသူမရဲ့ TikTok အကောင့်ကနေတစင်မြမမင်းကလေးတွေကိုတရုတ်ပြည်လာဖို့သွေးဆောင်ဖျားယောင်းနေတာပဲဖြစ်ပါတယ် ဒီမိမရဲ့မလုံကတော့တရုတ်ပြည်ကယောက်ျားကောင်းကောင်းကိုယူလိုက်ဖို့ပါပဲဒီမိမရဲ့ပြောစကားအရမြမမတွေအနေနဲ့တရုတ်ပြည်ကယောက်ျားကိုယူမယ်ဆိုရင်တင်တောင်းငွေကောင်းကောင်းရမယ်တဘွားလုံးတရုတ်ပြည်မှာအိမ်ထောင်ချပြီးချမ်းချမ်းသာသာနေရမယ်အိမ်ထောင်ရှင်မအဖြစ်တရုတ်အိမ်မှာကိုယ့်ခြေကိုယ်လက်စီမံနိုင်မယ်လို့သိရပါတယ်သူကိုယ်တိုင်လည်းတရုတ်ယောက်ျားကိုပဲယူထားတာမို့အလားလေးပြင်ချမ်းချမ်းသာသာနဲ့ကြွကြွရွရွနေနိုင်တယ်လို့မကြာခဏကြွားလို့ရှိပါတယ် ဒီလိုမျိုးတရုတ်ယောက်ျားကိုယူဖို့အတွက်လည်းမြမမင်းကလေးတွေကတရုတ်စကားသင်တာ၊ကျမကြီးစစ်စီတာ၊တိမ်ကောင်းမကောင်းစမ်းသက်တာအကုန်လုပ်ရမှာဖြစ်ပြီးဟိုဘက်ကတရုတ်ကကြိုက်ပြီဆိုတော့မှတင်တောင်းခံရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမိန်းမကတော့တရုတ်ယောက်ျားတွေကအင်မတန်ပေါင်းလို့ကောင်းကြောင်းတရုတ်ပြည်မိန်းမလုံရတာအင်မတန်ရတာရှိကြောင်းဘလို့ချမ်းချမ်းသာသာနေရကြောင်းအပတရသွေးဆောင်နေပြီးတရုတ်ကိုလာဖို့အတွက်မြမမလေးတွေကိုအဆက်မပြတ်ခေါ်ယူလို့နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကတော့ဝါနေတာမယုံကြနဲ့အုံနာကြိုးကန်းနေပဲမြမကိုဝယ်ပြီးမရလို့တောင်အသက်ငယ်နေဆိုရင်ချက်မပြည့်လို့ဝယ်တာသူတို့တယောက်မှနေမကြိုက်တဲ့အပုပ်သိုးတွေဝယ်ပြီးရင်ထွက်ပြေးလို့ဖုန်တိန်နေအခန်းထဲပိတ်ပြီးခွေးဝင်ပေါက်တစ်ပေါက်ပဲဖောက်ပြီးအစာချွေးလိမ့်မယ်ညကြလာရင်လိမ့်မယ်ဘိုင်မကြီးခင်ထိပိတ်ထားမှကိုတငယ်ချင်းတယောက်ယူဘူးလို့ဒီနာပွဲစားတွေက85ရှာခိုင်နှုန်းလောက်အမြတ်ယူတယ်ထွက်ပြေးလို့မိရင်အသေးပဲလက်ရှိတယောက်မှနေတာ အဲ့လိုတွေမြင်ရကြားရတယ်လို့တားနေကြပြီတချို့ကလည်းမြမရောကောင်မလေးရရင်ချိတ်ပေးကပွဲကပလောင်ရလေကိုကိုတိုင်းတရုတ်သွင်းတော့တာတဲ့အာမညာလို့သူများတကပါချမ်းချမ်းသာသာနေရမယ်ဆိုပြီးညှူဆွေးနေသေးတယ်မြမမင်းကလေးတယောက်ကမြမလူမျိုးနဲ့ပဲရှူတင်ပါတယ်ဒါမှလည်းမြမကုံကိုထိမ့်သိမ့်ရရှောင်းမှာမဟုတ်ဘူးလားလောကကြီးမှာလူချမ်းသာဖို့တက်စိတ်ချမ်းသာဖို့ကအရေးကြီးဆုံးမှာပဲလို့ပြောဆိုခဲ့ကြပါတယ် ကဲပြိတက်ချင်းတို့ရောဒီမျိုးသမီးရဲ့ရှခုလိုတိဟုတ်ပြီကိုရှောက်ချာယူဖို့မြမမာလေးတွေကိုစီယုံမှုပေါ့ဘယ်လိုများထင်ကြပါသလဲနော် အခုလိုကြောင်းရင်နေကြောင်းလောပိုင်ပြင်နောက်ရင်းစားတက်လီကလမ်းခွဲရကိုခံလိုက်ရပြန်တဲ့ Bobby Socks ောင်းချစ်သူတတန်73နှစ်ကြာတဲ့အထီကိုလက်တွဲခဲ့ကြပြီမယ်လေအစမပြေရာကြောင်းလောပိုင်နဲ့လမ်းခွဲပြီးမှကြောင်းနောက်ကောင်လေးတည်ရခဲ့ပြီမယ်လေလမ်းခွဲရခံလိုက်ရပြန်တာကတော့အစိုးရ Bobby Socks ဖြစ်ပါတယ် လောပိုင်နေပြက်စဲပြီးနောက်ပိုင်းတကူတော်နေနဲ့အရန်နေတောက်ပါလာတဲ့ပြင်လောက်ပါလာတာကြောင့်မင်းကလေးတော်တော်များများကတော့တဖန်အားချနေခဲ့ကြတာပါပြက်ပြင်းများမကြခင်မှာပဲပေါ်ပြီးဆော့ချာမှာကောင်းလေးအစ်ဖြစ်တဲ့ DJ Max Rovin နဲ့တနစ်ကျော်နှစ်နှစ်နီးပါးလောက်ကိုတွဲခဲ့ချပါသေးတယ် သူကောင်လေးတင်းနဲ့ဘဝတစ်ခုကိုစတင်နေပြီဖြစ်တာကြောင့်အကောင်လုံးကလည်းသူ့မအတွက်ကိုဝမ်းသာပေးနေခဲ့ကြတာပါ။ဒါပေမဲ့လည်းထုံးစံအတိုင်းပဲဘော်ဘီဆော့ဆန်ရဲ့ခြေရီကကံမကောင်းခဲ့ပါဘူး။နှစ်နှစ်နီးပါးအချိန်ကာရောက်ကန်နေမှာပဲဆိုရှယ်မီဒီယာပေါ်ကနေကောင်လေးဖြစ်သူဘက်ကနေသူ့မရဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအားလုံးသိအောင်တရားဝင်ကြော်ညာခဲ့တာပဲဖြစ်ပါတယ်။ ခုလိုစောစောစီစီသူမနဲ့လက်တွဲဖြုတ်လိုက်ရတဲ့အကြောင်းရင်းလေးကလည်းရှိနေပြန်ပါလေပြိတက်ကြီးတို့ရဲ့အစောတော်ဘော်ဘီဆော့ဆာအကြောင်းကိုပြောအပ်ရှင်တော့သူမကိုပြိတက်တွေကအမိုက်စားရပ်တခြင်းနဲ့ပြိတက်ကြိုက်တဲ့တခြင်းတွေကိုတီဆုံနေရှိတဲ့အစောတော်တူဖြစ်တည်ကြတယ်လို့အစောတော်လွမ်းပိုင်ရဲ့ချစ်သူတူဖြစ်တည်ကြပါတယ်လွမ်းပိုင်နဲ့ဘော်ဘီဆော့ဆာကိုပြိတက်တွေတွေးမြင်ကြတာကလည်းအစောတော်လွမ်းပိုင်ရောဘော်ဘီဆော့ဆာပါအောင်မြင်တဲ့အစောတော်မဖြစ်ခင်စေကျော်တက်လူငယ်ဘဝမှာကလေးကချစ်ကြိုက်ခဲ့ကြတဲ့စုံတွဲနေဖြစ်တာကြောင့်ပါ လွန်ပိုင်နေပေါ်ပြီးစောစာဟာအမှုပညာလောကတွေကိုဝင်လာတော့လဲတူတူ ဖြစ်ပြီးနှစ်ယောက်သားတူတူနာမည်မကြီးတဲ့ underground ဆိုတော့လောကကနေနိုင်ငံကျော်ဆိုတော့ဖြစ် main stage ကိုတက်လန်းလာတော့လဲအတူတူအောင်မြင်ခဲ့ကြတယ်ချစ်သူနှစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လဲလွန်ပိုင်နေပေါ်ပြီးစောစာတို့ဟာပြည်သက်တီအလုံးအားကြတဲ့အမှုပညာရှင်ချစ်သူဆုံးတွဲဖြစ်ခင်တာပါ။ ဒါပေမဲ့လည်းချင်းဒီအကြောင်းကြောင့်ပဲဘယ်တော့မှမပြတ်တော့ဘူးလို့ထင်ခဲ့ကြတဲ့ထင်နှစ်ပေါင်းများစွာရွှေလက်တွဲခါမြဲခဲ့ကြတဲ့လွန်ပိုင်နေပေါ်ပြီးဆော်ဆာရီချစ်သူဆုံးတွေဟာမထင်မှတ်ပဲလမ်းခွဲပြစဲခဲ့ကြတာပါ ဒီလိုပြန်ဆဲသွားပြီးမှပဲ73နှစ်ချောင်းမင်္ဂလေးဘွားကိုအလွဲသုံးစားလုပ်ခဲ့တဲ့နှောင်းပိုင်ကိုတော့မိုးမွန်အောင်ဆဲဆိုကြပြီးမင်္ဂလေးတော်တော်များများကတော့နိနာသူပြတဲ့ပေါ်ပြီးဆော့ဆာဘက်ကနေအခိုင်အမာရက်တည်ပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းကြာလာတဲ့အခါမှာတော့အစိုးရမလေးပေါ်ပြီးဆော့ဆာရဲ့ပြုံမှုတွေကငကူနဲ့မတူတော့ပဲအရန်ကိုတက်ကြလွန်သွားခဲ့တာပေါ့။သူမရဲ့အမှုရာတွေနဲ့ဝတ်ပုံစားပုံတွေကလည်းတောင်းမကျိုးပဲလူတွေမြန်မာကိုလိုကန့်လန့်ကိုဖြစ်နေတာပါ။ အသေးကွယ်လွန်သွားလို့ကောက်တောက်တောက်ဖြစ်သွားတာလားလို့တော့နောက်ပြောင်နေကြတာပါ။ဘော်ဘီဆော့ဆန်ရဲ့ရှင်ပုံစံလေးကအရန်ကိုချစ်ဖို့ကောင်းလို့လွန့်ပိုင်မပြောနဲ့ပရိသတ်ကြီးကတော့ချစ်နေရတာပါ။ဒါပေမဲ့လည်းခုနောက်ပိုင်းပုံစံတွေကတော့တကယ့်ကိုအိုဗာတင်းစတိုင်နဲ့ရှုပ်ရှက်ခံနေအောင်ပြင်ဆင်တတ်ပြီးလူတွေအမြင်အရန်ကိုဖဲများလွန်းလာတယ်လို့ဝေဖန်လာကြပါတော့တယ်။ ်ဒါကြောင့်တချို့ကတော့လောပိုင်ထားသွားတာကောင်းပါတယ်လို့တော့ကဲရဲနေကြတာပါ အခုလေရှိစားတက်လေးဖြစ်တဲ့ DJ Max Robin ကလည်းသူမနဲ့ဆက်မတွဲတော့ပဲလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအားလုံးကိုပြောပြလာခဲ့တာပါ။ကောင်းလေးတင်းနဲ့ပြင်ရတာကလည်းသူမအနေနဲ့ကောင်းလေးနားမမရှိတဲ့ပြင်ဂယူလည်းမဆိုင်ပဲပြစ်ထားတာနဲ့များလာခဲ့ပုံရပါတယ်။သူမပုံစံတွေကလည်းမြောက်ကြွကြွနဲ့ကောင်းလေးတွေအမြင်ကက်တဲ့ပုံပေါက်လာတာကြောင့်ပြစ်သွားတာဖြစ်နိုင်တယ်လို့အများကတော့သမုတ်နေကြပါပဲ။ ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေကရောဘော်ဘီဆော့ဆာကောင်းလေးတဲ့နဲ့ပြတ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုမြင်မိလဲဆိုတော့ကိုပြောပြပေးသွားကြပါအောင်ရှင်။